ကျမ်းမာရင်ဆိုတဲ့တာနီစုကိုသွေးတန်တရရင်နဲ့ရှုံးဝဲကြုံတွေ့စေခဲ့တဲ့အောက်ချင်းလင်းလူဆိုတာလဲချိုင်ပြန်ထရှုံးဆိုတာအမြဲတမ်းရင်ဆိုင်ကြုံတွေ့နေရမှာမဟုတ်ဘူးဆိုတာအောက်ချင်းလင်းကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အရင်တပွဲကအားလုံးရဲ့အစဲလေးလေးနဲ့လုကင်းခဲ့တယ်ဆိုပေမဲ့ဝေဖန်မှုတွေနဲ့တော့မလုကင်းခဲ့တဲ့အောက်ချင်းလင်းဟာအခုခါမှတော့ချင်းမုန်းတန်နေစုညံသွားအောင်လုပ်ပြသွားခဲ့ပါတယ်။ဒါကစ조사သူတရားရဲ့အောင်မြင်မှုပါနေသူတရားရဲ့အောင်မြင်မှုအနိုင်မခံအရှုံးမပေးသူတရားရဲ့အောင်မြင်မှုလို့ဆိုရမှာဖြစ်ပြီးတာနီစုလိုကျမ်းမာရေးဆိုတဲ့ဂျပန်သားကိုသွေးတန်တရရင်နဲ့ရှုံးဝဲကြုံတွေ့သွားစေခဲ့ပါတယ်။တာနီစုဆိုတာမြန်မာဖိုင်တာတွေနဲ့မဆိုင်တဲ့ဖိုင်တာလေးတယောက်ဖြစ်ပြီး အသက်အရွယ်ငယ်သေးပေမဲ့မာကွန်ရဲ့ပညာကွန်ကတော့ပြေးဝနေခဲ့သူတယောက်ဖြစ်ပါရင်သူ့ရဲ့ပွဲစဉ်တွေကိုအရင်ကတည်းကကြည့်ထားခဲ့ဘူးသလိုပြန်မဲ့တိုင်းကလည်းထိုးနေခြင်းအနိုင်ပြထားခဲ့တာနေစုကခေသူတယောက်မဟုတ်တဲ့အကြောင်းကိုအများကြီးပြောပြနေကြလို့ပဲမထင်ပါဘူးပြမအောင်ဆုံးပွဲထွက်မှာရရှာဖိုင်တာကိုဒိုင်းဆုံးဖြတ်နေအနိုင်ရထားတဲ့တာနေစုဟာဗီယက်နမ်ဖိုင်တာနဲ့ထိုင်းဖိုင်တာပါဝင်မြန်မာဖိုင်တာတပ်ပိုင်တို့ကိုအလဲထိုးနေခြင်းအနိုင်ပြထားခဲ့တာပါဒါပေမဲ့တာနေစုဟာပြီးခဲ့တဲ့1 Friday Fight 11စစ်ပွဲစဉ်မှာတော့အဲဂျီရီးယားသားဖိုင်တာအဆက်မောဘတ်ကိုပြမအောင်ချိန်မှာပဲအလဲထိုးနေအရှုံးပေးထားခဲ့တာဖြစ်ပါတယ်ဒီနေ့ညမှာလည်းမြန်မာဖိုင်တာဟာလင်းအုံးကိုဒိုင်းဆုံးဖြတ်နေတဲ့သူ က်ပြီးတော့အရှုံးပေးသွားခဲ့ရပါတယ်။အောက်ချင်းလေးလိုချစ်စွန်းနဲ့ခေါ်ကြတဲ့ Harling Un Ha ပြီးခဲ့တဲ့1 Friday 5 120မှာ Japan Fighter Judai Ishii ကိုတတိယအချိန်မှာအလဲထုတ်နဲ့အရှုံးပေးထားခဲ့ရပြီးအခုကမှတော့ Japan Fighter ကိုပြန်ပြီးတော့အနိုင်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒီကညာပွဲစဉ်မှာပထမအခြေမှာဟာလင်အွန်းဟာအောက်ခြေခံနဲ့စားပွင့်ခဲ့ပြီးဖိုင်တာနယောက်ရဲ့အခဲကြီးကြတာများလို့ဂျိုဝိုင်းနိုင်ကတမနစ်မရောက်ခင်မှာသတိပေးမှုတစ်ချိန်ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက်တာလင်စုကလည်းသူ့ရဲ့ပုံစံတိုင်းခမမြန်နဲ့လက်သီးထိုးချက်တွေနဲ့အတူအောက်ခြေခံချက်တွေနဲ့ဟာလင်အွန်းအပေါ်မှာဖိအားပေးမှုတွေပြုလုပ်ခဲ့ပေမယ့်အောက်ချင်းလေးကတော့ပြင်းအောင်ပြင်းသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှောင်ထွက်ပြီးတာလင်စုရဲ့အားနည်းချက်တွေကိုအချိန်စိတ်ကန်နေလေးမှာပဲစတင်ရှာဖွေသွားနိုင်ခဲ့ပါတယ်။ဘာလို့ရောင်းလဲဆိုတာသိသွားခဲ့တဲ့ဟာလင်အွန်ဟာပထမအခြေပြီးကနေမှာဘဲထောင်းလက်သေးနှစ်ချမ်းဆင့်တော်ပြီးညာလက်သေးတစ်လုံးပြည့်သွင်းလိုက်ရင်တာနေစုကိုလန်ထွက်သွားစေခဲ့တဲ့အထိဖြစ်သွားစေခဲ့ပါတယ် လော်ရီကွင်းချင်းတင်းမှာလည်းမြဝပရိသတ်ရဲ့ဆူညံတန်တွေကပဲတင်ထပ်သွားခဲ့ပြီးဟာလင်အုံးရဲ့လက်သီးချက်တွေအပေါ်အားရချင်းနေသွားခဲ့ကြတာပါဒုတိယအချိန်မှာတော့တန်နီစုကတံမြန်ချောင်းကစားနေတဲ့ဟာလင်အုံးကိုတိုက်ပိတ်ဖို့ဂျိုးစားခဲ့တာကိုမြင်တွေ့ခဲ့ရသလိုအကွာဝေးထင်းဝင်းထိုးထွက်ထိုးပေါ်လည်းဂျိုးစားလာခဲ့ပြီးတစ်ချက်ထိချက်တချို့ရှိခဲ့ပေမဲ့လက်သီးတွေကတော့သူ့ကိုကြာသွားလောက်တဲ့အထိမဆူမှန်အောင်ချင်းလေးတယောက်ရိပ်မိသွားဖို့ရပါတယ်ဒါပြင်တက်လုံးအနေနဲ့အချိန်ကတွက်မိသွားခဲ့တဲ့ဟာလင်အုံးဟာတံမြန်တွဲလုံးအနေနဲ့အထိနာတဲ့ထိချက်တွေရအောင်ကစားလာနိုင်တယ်လို့တွေ့ရပါတယ် မျက်နှာရဲသွားတဲ့တိုင်လေးစုက light cat light ထက်ပြီးတော့အထင်းထဲဝင်ဖို့စူးစမ်းခဲ့ပေမဲ့ချင်းဖိုင်တာလေးရဲ့ပခုံးပေါ်ဘယ်လက်တင်ချုပ်မိပြီးညာတောင်နဲ့ကန့်ရိုက်ခံရပြန်ပါတယ်။အပြန်လန်တောင်ရဲချက်တွေနဲ့လက်တကမ်းမှာအချမ်းကြပြီးဂျပန်ဖိုင်တာရဲ့လက်ပြန်ရိုက်ချက်တစ်ချက်ကလည်း Harley Owen ကိုငိုင်းသွားစေခဲ့ပေးပါတယ်။ Harley Owen ရဲ့ရှေခင်းအပင်မြင့်ခက်ချက်ကြောင့်ဂျပန်ဖိုင်တာခါထွက်သွားခဲ့ပြီးအကျန်းဆုံးအခြေပြီးပြီးစိုင်းထိုးပြန်ထိုးနေတဲ့ပွဲကကျန်းရင်ကျန်းရင်နဲ့ကြီးလိုကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နောက်ဆုံးချိန်မှာတန်နီစုကဂျာစီဖားစီလိုက်ပြီးခြေထွက်လက်ထွက်မှာ Harley Owen ထက်တာပေမဲ့ဂျပန်ဖိုင်တာရဲ့မာဂိုနဲ့အချိန်ကိုက်ထွက်တဲ့ပါဝါလက်သီးတွေကြောင့်အထိပိုလာလာခဲ့ပါတယ်။ မမေးစနစ်မှာတော့အစည်းအဝေးထားပြလာပြီဆိုတော့ဟာလင်အုံးကတည်ပုံရပြီပွဲချမ်းကိုဝိုင်းလင်မှာတည်ပြီးတော့ထိန်းကစားသွားခဲ့ပါတယ်။ဟာလင်အုံးကတောင်ပိတ်ဖမ်းကျင်တဲ့တာရီစုတောင်ရှေတိုးလာတော့လည်းချုပ်တူးတိုက်ချက်တွေမြင်ပြီးတက်လုံကျလာသလိုလက်သီးတွေကလည်းပေါ်လာကြတာကိုမြင်တွေ့ကြရပါတယ်။ဟာလင်အုံးကဘလုံးမဖမ်းမရတဲ့တာရီစုကနောက်နေ့ကန်စက်ကြောင့်အထိနာခဲ့တယ်လို့စိုင်းတိုးပြိုင်ထိုးတော့လည်းအသာများခဲ့တဲ့အတွက်အဆုံးသတ်မှာအောက်ချင်းလေးကပဲတိုင်အဆုံးဖြစ်နေနိုင်ရသွားကြတာဖြစ်ပါတယ်။